တော့ Microsoft Word ထဲမှာစာအုပ်ခောက်ချိုးပုံစံလေးเนาะခောက်ချိုးပုံစံလေးလုပ်ချင်တယ်နောက်တစ်ခုကစာမျက်နှာနံပါတ်တက်ချင်တယ်အဲ့တော့ Microsoft Word ထဲမှာစာအုပ်ခောက်ချိုးပုံစံစာမျက်နှာနံပါတ်တက်မယ်ဆိုရင်အခုတောင်က file to file ဖွင့်ထားလို့စာရအတစ်ကလေးယူနိုင်တယ် blank document blank document ယူပြီးတော့အရင်ဒါလေးကိုရှင်းပြထားအဲ့တော့ Microsoft Word ရဲ့စာရ setting လေးကိုအရင်ပြင်ကြမယ်လေးရောက်တက်ထဲက size size ကိုဘယ်လောက်ယူပေးရမလဲဆို A4 နဲ့အခုခေါက်ချိုးချိုးမယ်ဆိုတော့เนาะ A4 ကိုယူမယ် orientation ကို landscape ယူမယ် margin တွေကို narrow ထားလိုက်ပြန်အလဲရနေခေါချိုးချိုးကျင်နေဆိုစတင်ရဒီလေးရောက်တက်ထရပဲဒီ page setup dialogue box ကိုနှိပ်ပြီးဒီထိတ်ဆုံးမှာရှိတဲ့အခု margin မှာက0.5စီပြင်ပြီးတာဘယ်ဘက်ချမ်းချုပ်မယ်ဆို cutter position ကို left ထားမယ်ပြီးဒီ multiple pages ရဲ့ down arrow မှာနှိပ်ပြီးတော့ book 4ကိုရှင်ပြီး ဘောဖို့ရွေးမှတအောက်ကရှိပါဘူးကလစ်ဆာလေးတက်လာလိမ့်မယ်။အိတ်ထဲကမှကူကစာရွက်ကိုဒီလိုအလဲကနေချုပ်မယ်ပေါ့။အလဲကနေခောက်ချိုးချုပ်မယ်ဆိုတော့ဒါအိုးကိုရွေးထားပေးရမယ်နော်။ဒါဆိုရင်4လို့မှလို့ဆိုရင်သူကဘယ်ဘက်ကနေထပ်ပြီးချုပ်ချင်တာလား။ဒါလေးတွေကိုပြန်ရွေးပေးရမယ်။အခုလောလောဆယ်တော့ all ကိုပဲရွေးမယ်။အလဲကနေချိုးမှာနော်။ပြီးရင် okay နဲ့ထွက်လာ။ okay နဲ့ထွက်ပြီးသွားရင်ဒီထဲမှာစာရင်ရိုက်မယ်။ ဆိုင်ရမယ်ဆိုတော့ service site ချက်ကြည့်တိုင်းပဲ view တွေက page width နဲ့ချက်ဖို့လိုတယ်အဲ့တော့ view tab တွေကဒါဆိုရင် view ပြောင်းဖို့လိုရယ်เนาะဒီမှာ page layout ဖြစ်နေတယ်အဲ့တော့ page layout ထဲကနေ normal view ပြောင်းမယ်ဒါဆိုရင် slide by slide ဖြစ်နေတယ် vertical ကျမှသာဒါလေးလေးနေမယ်เนาะအဲ့တော့ page width ကိုသွား page width ကိုသွားပြီးတော့အရင်စာလေးရိုက်ထည့်လိုက်မယ် equal rent rent ဝင်စာစာလေးရတော့ စာပိုင်းက30လောက်ထိလိုက်မယ် green bay ဒီအကြောက်ခါနော်စာရလာအဲ့ဆိုဒီစာရွက်ကိုကိုက print ကြည့်မယ် file နဲ့က print ကြည့်လိုက်အဲ့တော့ file နဲ့က print ကြည့်လိုက်တဲ့အချိန်မှာဒီမှာစာရွက်ထင်းမှာစာရထားစာမျက်နှာခုနှစ်မျက်နှာရှိရပုံစံလေးမြင်ရမယ်ဒါပေမဲ့ရှေ့မှာဒီမှာစာလေးရိုက်ထားပုံစံလေးမြင်ရမယ်နော်အဲ့ဒါကိုမှကိုက page number တက်တော့မယ် page number တက်မယ်ဆိုရင် header ဖူရတက်တာပေါ့နော်အဲ့တော့အခုထိတ်ဆုံးထိအောင်ပြန်သွားပါ ယ်စာရွက်ထိတ်ဆုံးလို့သွားတယ်ဆိုတော့သူကိုရွှေ့သွားလေရတယ်ဒါမှမဟုတ်ရင် control home ကြီးနှိပ်လိုက်လေရတယ်အဲ့တော့အဲ့ဒီထိတ်မှာ header တက်မယ်ဆိုရင် header က insert တက်ထဲကဒီမှာ header နဲ့ footer ရဲ့ပေါ်က header ကိုနှိပ်မယ်ပြီးရင်ကိုတက်ချင်တာဒီ header မှာ blank ကိုလေ့ကျင်နေဆိုရင် blank ပေါ့နော်အဲ့တော့ဒီမှာတက်ပါသည် computer ဆိုရင် computer ပြီးတော့ရင်တက်ပြီးခုံမယ် right section မှာကတော့ဘာလေးရိုက်ထည့်မလဲဆိုရင် cover right session မှာကြတော့ donation ပေါ့နော် donation ဟာဆိုရင် donation လေးရပြီးရင် food out သွားမယ်ဆိုဒီလို school ရွှေ့ပြီးအောက်က food frame နေရာလေးမှာ click နေလိုက်တာဆိုပြီးဘက်တက်မယ်ပေါ့အဲ့ဘက်ဘက်မှာလည်းမတက်တော့ဘူးအလဲမှာပဲ page တက်မယ် PG ဒါဆိုရင် page တက်ပြီးသွားရင် page ကို1 2 3တို့သွားခြင်းတာဟုတ်ဒီလိုလေးသွားလိုက်နော်အဲ့တော့ page ကိုတက်တဲ့အခါမှာအစင်လိုက်သူက dash လေးပါခံထားလိုက်မယ်ဆင်းလိုက်တက်မှာမဟုတ်လို့ဒီထိတ်ဆုံးမှာသူက page number ရဲ့ down arrow ကနေ current position plain number ဒီလိုနည်းနဲ့လဲတက်လို့ရတယ်ဒါမှမဟုတ်ရင်လည်းနောက်တနည်းဘယ်လိုသွားလို့ရလဲဆိုရင် insert ထဲကဒီမှာ header ဖူတာ page number ပြီးရင်အဲ့ထဲကကိုတက်စင်တဲ့ current position plain number ကိုရချင်တဲ့နံပါတ်လေးကိုရွှေလိုက်ပါနော်အဲ့ဒါဆိုရင်ဒီမှာဒါ plus sign နေတာဒီကနေ do the shop ဆိုတာလေးစားတယ် ဒုတိယစာမျက်နှာမှာတော့ဟိုဒီ frame တွေဖျောက်ကျင်နေဆိုဒီစာမျက်ထင်းမှာနှစ်ချက်လိမ့်လိုက်လို့ရတယ်เนาะပြီးရင်ပြန်ပြင်ကျင်အပွားဒီ header ပေါ့ဒါလေး header ရှိနေရဟုတ် header လေးမှာနှစ်ချက်လိမ့်လိုက်ဒါဆိုဒီ frame လေးပြန်ပေါ်လာလိမ့်မယ်အဲ့တော့အခုဒီစာကိုပြင်ကျင်တာဖြစ်တဲ့အတွက်ဒီ header footer frame ကိုဖျောက်ကျင်ဒီအပွား close header and footer ဒါလေးသွားလေးရတယ်ပြီးရင်တော့ဒီ reading ရှေ့မှာဒါ page number 2 page number 2ဆိုတော့ဒီကိုခု enter ခောက်လိုက်တယ် in page 2 so as a chapter 2ပဲစလိုက်တာပေါ့နော်သိတာအောင်ဒါ chapter 2အသေးလေးပေါ့နော်အဲ့တော့အပွား page number 1က chapter 1 2ရဲ့အစမှာ chapter 2ရှိမယ်ပြီးရင်3ရဲ့အစမှာ chapter 3ရှိမယ်အဲကြောင့် CHAPTER chapter 3အဲ့တော့1 2 3ကိုအစင်လိုက်ဟုတ်ရလားလို့သွားကြည့်လို့နော် ပြန်ဒီ4စာမျက်နှာမှာအစမှာတော့ chapter 4 enter call chapt ရ chapter 4ဘယ်လိုလေးသွားလိုက်မယ်လို့သွားပြီးသားရင်တော့ print ကြည့်ကြမယ် file ကပြင်နေသွားလားအဲဒါဆိုဒီမှာစာမျက်နှာလိုက်မြင်ရမယ်4 of 7အဲ့တော့သူကတရွက်ချင်းစီရှင်ရက်ဒါဆိုရင်7 ठी ရှိသွားတယ်နော်7မှာဆုံးအဲ့တော့ကိုတက်ထားတာကတော့ chapter 4 ठी တက်ထားရေပေါ့1ပြီးရင် chapter 1ပြီးရင်2လာမယ်အဲ့တော့ view ကြည့်ကြမယ် view တဲ့ကဗာလေးနဲ့ကြည့်လို့ရတယ်စတူဒီယိုမှာ slide by slide နဲ့ကြည့်လိုက်လို့ရတယ်နော်ပြီးရင်မြင်ချင်တာအနီးကမြင်ချင်တာဖြစ်တဲ့အတွက်ဒီဘက်ဘေးလေးက plus ကိုနှိပ်ပြီးတော့နည်းနည်းလေးချက်ကြမယ် reading view ကိုထားလိုက် reading view သွားတာပိုရှင်းတယ်နော်အဲ့ဆိုရင်အစင်လိုက်ဟုတ်ရလားကြည့်အောင်ဘဲညာချုပ်တဲ့အခါမှာဒါ print ထုတ်လိုက်တယ်ဒီဒီဘက်ချမ်းဒါဖက်ဖက်ချမ်းအဲဒါဆိုရင်တူလာ1ပြီးတော့2လာတယ်ဆင်းလိုက်ပြီเนาะ တော့1 2ပြီးတော့မှဒီဘက်က2ပြီးတော့မှ2ရဲ့အနောက်မှာ3လာတယ်4လာတယ်အဲ့လိုအစင်းလိုက်ကြီးဖြစ်ရလာလို့ဆိုတာပြန်ကြည့်တာနော်အဲ့နံပါတ်တက်တာကြရယ်နံပါတ်လဲအဲ့ဒါအစင်းလိုက်ပဲဖြစ်နေမြဲဒါလေးကိုဖြောက်ချင် SK နှိပ်ပြီးတော့ဖြစ်လိုက်ရရနော်ဒါဆိုရင်တော့ငကူယူရဲပြင်ရအောင်လိမ့်မယ်တရွက်ချင်းကြည့်ချင်းနေဆိုရင်တော့ဘာလုပ်သွားမလဲဆိုရင် vertical နဲ့သွားမယ်တရွက်ချင်းကြည့်ချင်း vertical နဲ့ကြည့်လိုက်ဒါဆိုဒီမှာ page 1 page 2 slide by slide ကကြတော့ အနည်းကကြည့်လို့မရဘူး page number တွေကြည့်လို့မရဘူးเนาะဒါဆိုရင်ဒါကကြတော့ website တင်တယ် view လေးနဲ့မြင်ရမယ်အဲ့တော့လောလောဆယ်ဆိုရင်ငါကူပုံစံအတိုင်းပဲ page လေးရပုံစံနဲ့သွားလိုက်ဒီ print သွားမယ်ဆိုတော့ control p နဲ့သွားလိုက်လို့ရတယ် control p နဲ့သွားပြီးတော့ဒီမှာ zoom လေးချက်ကြည့်လိုက်လို့ရတယ်ဒါ page number တွေတစ်ခုချင်းသွားတာဒီမှာ zoom ချက်အစုံချဲ့ရဲဆိုတော့ဒီမှာ page number ဒါဆိုရင် page number 7ပေါ့ဟုတ်လားအဲ့တော့ sheet ကိုသွားလိုက်မယ်1 2 3 4 ဆင်လိုက်ဒါဆိုရင် chapter 1 page 1ပြီးရင် chapter 2ကဘယ်မှာရှိမလဲ page 2မှာရှိမယ်အဲ့လိုမျိုးလေးတက်လို့ရမယ်နော်ဒါဆိုရင်တော့စာအုပ်ပုံစံခောက်ချိုး A4 စာအုပ်နဲ့သူက Microsoft Word နဲ့ခောက်ချိုးစာအုပ်လုပ်တဲ့ပုံစံလေးတော့ရသွားပါလိမ့်မယ်စာမျက်နှာနံပါတ်တက်လေးတွေလည်းပြောထားပြီးရနော်ဒါဆိုရင်တော့အဆင်ပြေပါပါအလေးအစကိန်းနဲ့နှိပ်ပြန်ထွက်ပြရမယ်နော်